ော့ကျမတို့ MMO Grand Final လို့ခေါ်ပါတယ်သူကမြန်မာပြည်မှာအကြီးဆုံးနဲ့စာမပွဲဖြစ်ဆိုသူအများဆုံးအာပြိုင်ပွဲတစ်ခုဖြစ်ပါတယ်ရှင် DNH လို့မျိုးပေါ့နော်သင်္ချာနဲ့ပတ်သက်တဲ့ဒီလိုကျောင်းမျိုးလေးတွေကလိုအပ်ပါတယ်ဘာလို့ဆိုတော့ကလင်းငယ်တွေကညံ့ညံ့သွေးမြန်မာဘူးအတွက်တည်းလဲလိုအပ်တယ်မိမိကိုကိုယုံကြည်ဖို့ပေါ့နော်မိမိကိုယုံကြည် time management တွေရဖို့ဒီနေ့မမီရတဲ့သူတွေဆိုလို့ရှိရင်တော့နောက်နေ့ အာရှစ်လပိုင်းမှာ MMO first round ရှိပါမယ်အဲ့ဒီမှာကျောင်းသားတွေပထမအနေနဲ့ဝင်ရောက်ရှင်ပြိုင်ကြပါပြီးလို့ရှိရင်တော့ second round ဆိုလို့ရှိရင်တော့ကျမတို့နိုဝင်ဘာလတိုင်းမှာကျင်းပမှာဖြစ်ပါတယ်အားလုံးကိုဖိတ်ခေါ်ပါတယ်ရှင် DNA ကနေပြီးတော့ဟိုမြန်မာနိုင်ငံမှာပထမဆုံးဟိုကလေးလေးတွေကို mass ပြိုင်ပွဲအရှိမှတရောင်းပေါ့နော် MMO ဆိုတဲ့ဟို mathematics ကိုဟိုစာမေးပွဲဖြေရတယ်စာမေးပွဲဖြေပြီးတော့သူကဟို go တို့ server တို့ rose တို့အဲ့လိုမျိုးရတဲ့ကလေးလေးတွေကိုပေါ့နောက်တစ်ဆင့်ဒီရတော့ဒါဒါနောက်တစ်ဆင့်ထပ်ပြန်ရတဲ့ပြိုင်ပွဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒီပြိုင်ပွဲမှာသမီးလေးကက်သရင်းနဲ့တားငယ်လေးဝီလီယံတို့ကနောက်တစ်ဆင့်ပါလို့ပေါ့နော် ထပ်ပြန်ခိုင်းတဲ့ပြန်ပွဲလေးကိုသူတို့ဝင်အောင်မလို့ကျွန်မလာအားပေးတာပါဟုတ်ကဲ့ဟုတ်ဒီနေ့ပွဲလေးကတော့ကျွန်တော်တို့ MMO Grand Final လို့ခေါ်ပါတယ် MMO ဆိုတာကမြန်မာ Mathematics Olympiad လို့ခေါ်ပါတယ်သူကမြန်မာပြည်မှာအကြီးဆုံးနဲ့စာမပွဲဖြစ်ဆိုသူအများဆုံးအာပြန်ပွဲတစ်ခုဖြစ်ပါတယ်ရှင်အဲ့ဒီရဲ့ round 1မှာအကြောင်းသားတွေ9200ကျော်ဝင်ပြိုင်ခဲ့ပြီးတော့အခု round 2အနေနဲ့ final အနေနဲ့ကျွန်တော်တို့ Math Camp နဲ့အတူအကြောင်းသားပေါင်း420ပါဝင်ရှင်ပြိုင်တဲ့ပွဲလေးဖြစ်ပါတယ် အခု Gore City Condo Project ကဒီ MMO Grand Final ပွဲမှာပေါ့နော်အခုလို Go Partner အနေနဲ့ဟိုပံ့ပိုးပြီးတော့ကူညီခွင့်ရတဲ့အတွက်အရင်ပဲဝန်တာကုန်ယူရပါတယ်။ဒါကြောင့်လဲဆိုတော့ဒီပွဲလေးကို TNH Mass Center အမတို့စပြီးတော့ကမ်းလှမ်းတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကိုပြီးတော့လူငယ်တွေရဲ့ပေါ့နော်တိုးတက်ဖို့အတွက်ကိုလည်းအခွင့်အရေးတွေအများကြီးရှိနိုင်တဲ့အတွက်ကိုအမတို့ကဒီတက်ကိုပါဝင်ဖို့အတွက်ကိုစုံပြက်ခဲ့တယ်။နောက်တစ်ခုကတော့အမတို့ကမ်ပဏီရဲ့ပေါ့နော် CSR လုပ်ငန်းတွေလူမှုအကျိုးပြုလုပ်ငန်းတွေအစရဲ့ရီမန်းချက်တွေနဲ့လည်းကန့်ညီတဲ့အတွက်တဲ့အတွက်ကြောင့်မို့လို့အခုလိုပွဲလေးကိုဟိုကူပေါင်းဟိုပံပိုးပေးဖို့အတွက်ကိုစုပ်ပြက်ခဲ့တာဖြစ်ပါတယ်။ကျမကကျမကိုရိုင်းလည်းသမီးရှိရပေါ့နော်။ဒါဆိုတော့ဒီကလေးငယ်တွေအတွက်က TNH လိုမျိုးပေါ့နော်။သင်ချာနဲ့ပတ်သက်တဲ့ဒီလို ချောင်းမျိုးလေးတွေကလိုအပ်ပါတယ်။ဘာဖြစ်လို့ဆိုတော့ကလေးငယ်တွေရဲ့ညဉ့်ညံသွေးမြင်မာဖို့အတွက်တည်းလဲလိုအပ်တယ်။မိမိကိုယ်ကိုယုံကြည်ဖို့ပေါ့နော်။မိမိကိုယ်ရဲ့ time management တွေရဖို့အဲ့ဒီအတွက်တည်းကလိုအပ်ပါတယ်။ဒီကလေးငယ်လေးဒီခစ်ကလေးငယ်လေးတွေကလည်းကံကောင်းတယ်လို့ပြောရမှာပေါ့နော်။ဒီလိုသင်တန်းတွေဒီလိုပြိုင်ပွဲတွေကိုသူတို့မှာဝင်ပြိုင်ဖို့အခွင့်အရေးရှိရဲဆိုတာလဲအနာဂတ်အတွက်တောက်ပတဲ့ကျယ်ပွန်လေးတွေဖြစ်မယ်အလားအလာဖြစ်တယ်လို့ကျမအနေနဲ့မြင်ပါတယ်။အဲ့တော့ဒီလိုပြိုင်ပွဲမျိုးတွေကိုမိဘတွေကလည်းပေါ့နော်။ဟိုကျွန်တော်တို့ထင်ထားတာအများကြီးပန်ပိုးကြတာကိုလည်းမြင်ရတဲ့အတွက်ကျမအနေနဲ့လည်းအတိုင်းမသိဝမ်းသာပါတယ်ဟုတ် โอเคပါရှင်ဒီဘွဲမှာတော့အများဆုံးပဲကလေးတွေများတယ်ပေါ့နော်ကလေးတွေများတော့ကလေးတွေကပြန်ဝဲတဲ့ SIP အရင်မြင်နေရင်အရင်မြင်တဲ့အခါမှာမထင်မှတ်ဖယ်နေဒီလိုမျိုး pressure တက်တာပြီးလို့ရှင် emergency ဖြစ်လာမျိုးတော့ကျန်ရမျိုးတော့ medical team နဲ့အနေနဲ့ပေါင်းဝင်ကူညီပေးထားတာပါရှင်ဟုတ် ကလေးတွေမြင်တော့အဲကလေးရန်စတောင်းဖြစ်တာကိုမြင်ရတယ်ပြီးတော့သူတို့ရာမတူတဲ့နယ်တွေကနာကြပြီးတော့တယောက်နဲ့တယောက်အရန်ခင်းလှုပ်ပေးတယ်ဒီမှာဆိုမြင်ရပါဦးတွေ့ရလဲဆိုတော့ကလေးတွေကနေမကောင်းဘူးဒါပေမဲ့များတို့ငငယ်တော့ဆို9တန်းလောက်ဆိုရင်ကိုကိုကိုစေးတောင်းမတောင်းတတ်သေးဘောနော်အခုမှ grade 2လေးကလာပြီးတော့ပြဘာလာပြောလဲဆိုတော့သူဖြန်းနေတယ် FIFA ရှိနေတယ်အဲ့တော့ဘာလာစတမပေးပါဆိုတော့ FIFA မျိုးတွေကြားရပါဘောအဲ့လိုမျိုးကလေးတွေအရန် educated ဖြစ်ပြီး storm ဖြစ်လာတာကိုအရန်ခုံယူပါတယ်ပြီးတော့ဒီလိုထင်းနေဒီလို community တွေလည်း мян များရှိတယ်နေဆိုတော့ညနေနေရော support အများကြီးပေးကြပါတယ်ရှင်ဟုတ် ာဘာဖြစ်လို့ sponsor ပေးပြလဲဆိုတော့ဒီကျွန်တော်တို့ဒီ famous ကျွန်တော်ကလက်ရှိလုပ်နေတာကကြဆို service industry ဖြစ်တယ်အဲ service industry ဖြစ်တဲ့အတွက်ကျွန်တော်တို့လက်ရှိကျွန်တော်ရဲ့ကျေးဇူးရှင်မိဘပြည်သူတွေအကုန်လုံးမှာပါဝင်နေတာဖြစ်တဲ့အတွက်အဲ့ဒီကအောက်စားတွေအကုန်လုံးကျွန်တော်ကျေးဇူးတုံ့ပြန်ခြင်းလို့ကျွန်တော် famous အနေနဲ့ data data အပါဝင်ပေးတာပါဗျအာဒီပွဲလေးပေါ်အမြင်ကကျတော့ကျွန်တော် mathematics ဆိုတာကျတော့ဘယ်အခန်းကဏ္ဍပဲကြည်ကြည်အကုန်လုံးအတွက်အာအရေးကြီးတဲ့အခန်းကဏ္ဍဒီတင်ချာပါနေပါတယ်ဒီခန်းကဏ္ဍဒီပွဲကြီးကလည်းအရန်ကြီးတဲ့ပွဲပေါ့ဗမာနိုင်ငံမှာဆိုအရန်ကြီးတဲ့ပွဲ အဲအဲ့အတွက်ကြောင့်ကျွန်တော် payment အနေနဲ့ဒါပါဝင်ပြတ်တာပါဗျာဘာလို့ပြုလဲရလဲဆိုလို့ရှိရင်ဒီ round 2မှာပါတဲ့ကလေးတွေအားလုံးကတင်စာထွန်းထွန်းသူကျန်းသာကျန်းသူတွေဖြစ်ကြပါတယ် ကျမအနေနဲ့ကလေးတွေကိုဘာအထွေကြုံရစေချင်လဲဆိုတော့ TNH ကဆိုလို့ရှိရင်နိုင်ငံတကာပြိုင်ပွဲတွေကိုသွားခဲ့တာအာ73နှစ်ကျော်ရှိပါပြီဆိုတော့ကျမတို့ဇီယာဆရာဆရာမတွေဆိုလို့ရှိရင် World Train ဖြစ်ပါပြီနိုင်ငံတကာအထွေကြုံရှိတဲ့ဆရာဆရာမတွေဖြစ်နေပါလို့အဲ့လို့ဆိုတော့အဲ့ဒီအထွေကြုံတွေကိုအကြောင်းသားတွေကိုသိစေချင်တယ်နောက်ပြီးတော့အကြောင်းသားတွေကလည်းအခုအချိန်မှာနိုင်ငံသားကိုသွားဖို့ဒီလို camp အထွေကြုံကိုယူဖို့ဆိုတာအခက်အခဲကြီးရှိတဲ့အခါမှာမြန်မာပြည်မှာဒီလိုပွဲလေးလုပ်ပေးခြင်းတယ်ဆိုတော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျမတို့အာမြန်မာပြည်အထက်ပိုင်းကဆိုလို့ရှိရင် စကိုင်းအရှိပိုင်းဆိုတောင်ကြီးအဲ့ဒီကနေစပြီးတော့မော်လမြိုင်စတဲ့ဒီမြမပြတောင်ပိုင်းကအချိအကြောင်းသားတောင်းသူတွေအများကြီးပါဝင်ရှင်ပြန်ကြတာဖြစ်ပါတယ်။နောက်ဒီပွဲဒီပြိုင်ပွဲတစ်ခုတည်းမဟုတ်ပါဘူး။ကလေးတွေအားလုံးအသက်အရွယ်မတူတဲ့ grade 1ကနေ grade 10အထိကျောင်းသားတွေပါဝင်ရှင်ပြန်ကြတယ်။ဆိုတော့တို့အတွက်ဘာလေးတွေကောင်းလဲဆိုလို့ရှင်တို့တွေမတူတဲ့အတန်းမှာဟို project တွေအထူးလုပ်ကြတယ် group activity တွေလုပ်ကြတယ်ဟိုကျမတို့တခြားပညာရှင်တွေပါ ဖိတ်ခေါ်ပြီးတော့ educational psychology အတန်းတွေကိုပါသင်ပေးတယ်ဆိုတဲ့အခါကျတော့ဒီနှစ်ရက်မှာကလေးအတွေ့အကြုံတွေအများကြီးရမှာသိကြပါလိမ့်ရှင့် ဒီပြိုင်ပွဲအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ first round မှာဆုရပြီးတဲ့အကြောင်းသားတွေပဲဒီဝင်ပြိုင်ခွင့်ရှိရပွဲပါဒီနေ့ပွဲရကြတော့ဟုတ်ကဲ့ပါမိမတွေကလည်းဘာလေးပြောချင်လဲဆိုတော့ကျွန်တော်တို့ AI ခက်ရောက်လာတယ်ဆိုတဲ့အခါမှာကလေးတွေဘလောက်ပဲတော်တော် AI ကိုရှင်လို့မရတော့ကလေးတွေဘလောက်ပဲမှတ်ညံကောင်းကောင်း AI ကိုရှင်လို့မရတော့ဘူးအဲ့ခါကျတော့ကျွန်တော်တို့ဒီကလေးတွေကျမတို့အရွယ်ရောက်ပြီဆိုတဲ့အခါမှာသူတို့ကိုဘဝမှာဘယ်ပုံစံနဲ့ရှောက်လမ်းမလဲဆိုတော့ကျမတို့မိဘတွေကအခုရက်နေစပြီးတွေ့ရတော့မယ် နံပါတ်1အချက်ခလေးတွေ stress ဖြစ်လာပြီကိုယ်လည်း stress ဖြစ်တယ်ခလေးလည်း stress ဖြစ်တယ်အဲ့ဒီမှာဘလို့ကိုယ့်ရဲ့ stress level ကို short ချရမလဲနောက်ပြပြဆိုလို့ရှိရင်ပတ်ဝန်းကျင်နဲ့ဘလို့တဟဇာတာဖြစ်အောင်နေရမလဲ team နဲ့ဘလို့အချိန်ဆက်ဖြစ်အောင်အလုပ်လုပ်အောင်မလဲဆိုတာဒီမှတ်ညံနေတင်ကြရတဲ့အချက်ကိုပို့ပြီးတော့အရေးကြီးတဲ့အချက်တွေဖြစ်လာမှာပါမိသားစုအနေနဲ့ဒီအချက်ကိုအာကြိုတွေးပြီးတော့ကိုယ့်ရဲ့သားသမီးတွေကိုတင်ချရင်မကတခြားနှလုံးရည်ပေါ့ တခြားနှလုံးရည်တခြား social dealing skill group နဲ့အလုပ်လုပ်နိုင်တဲ့ skill တွေကိုပို့ပြီးတော့တိုးတက်အောင်လုပ်ရမယ်လို့ယုံကြည်ပါတယ်ကျွန်မဒီနေ့မမီရတဲ့သူတွေဆိုလို့ရှိရင်တော့နောက်နှစ်အာ၈လပိုင်းမှာ MMO first round ရှိပါမယ်အဲ့ဒီမှာကျောင်းသားတွေပထမအနေနဲ့ဝင်ရောက်ရှင်ပြိုင်ကြပါပြီးလို့ရှိရင်တော့ second round ဆိုလို့ရှိရင်တော့ကျမတို့နိုဝင်ဘာလတိုင်းမှာကျင်းပမှာဖြစ်ပါတယ်အားလုံးကိုဖိတ်ခေါ်ပါတယ်ရှင်